အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Binance မှာ Trader Pack ဘယ်လို join ရလဲဆိုတာကိုကျွန်တော် tutorial ရဲ့အနေနဲ့ဗီဒီယိုလေးလုပ်ပြပေးသွားပါမယ်ဆိုတော့လုပ်မယ်ဆိုလို့ရှိရင်တော့ Binance application နဲ့ကိုအရင်ဆုံးဝင်လိုက်ပါတော့ဝင်ပြီးတော့ဗီဒီယိုလို့ရှိရင်တော့ကျွန်တော်က post ဆွဲတင်လိုက်ပါတော့ အပေါ်ဆွဲမတင်ခြင်းဘူးဆိုလို့ရှိရင်တော့ဒီ binary square တဲ့ကနေပြီးရလဲသွားလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီမျိုးအပေါ်ဆွဲတင်လိုက်ပါဆွဲတင်ပြီးဆိုဆိုလို့ရှိရင်တော့ဒီညာဘက် out down လာမှာရှိရယ် plus icon လေးရှိရယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ဒီမှာကျွန်တော် creator center ဆိုပြီးရရှိရယ်အဲ့ကိုတစ်ချက်နှိပ်လိုက်ပါဒီလိုဆိုလို့ရှိရင်ကျွန်တော် creator pattern ကိုဝင်လိုက်ပါ ုံပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာ creator back join เสียอ่ะအများကြီးရှိရပေါ့เนาะအမ်ကျွန်တော်ကဒီ holo AI ကတော့ task လုပ်လို့ပြီးသွားပြီပေါ့เนาะဒီမှာပေါ့เนาะလုပ်လို့ပြီးသွားပြီဒီ task လေးလုပ်ပြီးသွားလို့ရှိရင် we wire ရတယ်ပေါ့เนาะအဲပထမဆုံးကတော့ကျွန်တော် binance square မှာ follow လုပ်ခိုင်းနေနောက်တစ်ခုက h မှာ twitter မှာပေါ့เนาะ follow လုပ်ခိုင်းနေနောက်တစ်ခုကကျတော့เนาะဒီမှာ ီ minus square မှာပေါ့နော် minus square မှာစလုံးရဲ့အလုံးတရားပါဝင်တဲ့ဟာနဲ့သူခိုင်းတဲ့သူခိုင်းတဲ့ဟာနဲ့ pastel နဲ့ပြီးရင် dollar sign လေးပါမယ်အဲ့ဒါလေးခံပြီးတော့ကျွန်တော်တို့ post တစ်ခုရေးရမှာပေါ့နော်စလုံးရဲ့အလုံးတရားပါတဲ့ဟာအဲ့လိုရေးပြီးတော့ post တင်ခိုင်းမယ်ပြီးရင်နံပါတ်၄ task ကကြတော့ဒီမှာတော့ဒီ holo coin ပေါ့နော် USDC နဲ့ပဲရမှာပေါ့ USDT နဲ့မရအောင် USDC နဲ့ကျွန်တော်က trade လုပ်ရမှာပေါ့ spot မှာ 10ဒေါ်လာကို trade လုပ်ခိုင်းတယ်ပြီးရင်နောက်တစ်ခုကကျတော့နံပါတ်5ကကျတော့ကျွန်တော်တို့ဒီ future မှာပေါ့နော် future မှာအဲ10ဒေါ်လာကို trade လုပ်ခိုင်းတယ်နံပါတ်နံပါတ်6ပေါ့နော်ဒီနံပါတ်6 stack ကကျတော့ကျွန်တော် convert လုပ်ခိုင်းတယ် USDC နဲ့ hold လုပ်ခိုင်းတော့ပေါ့နော်အဲ့လိုမျိုးလုပ်ခိုင်းတာပေါ့အဲ့လိုမျိုး test တွေအကုန်လုံးပြီးသွားပြီလို့ရှိရင်တို့က rewire ရမှာပေါ့နော်အဲ rewire distribution plan နဲ့နေ့ကကျတော့ဒီမှာရေးပေးထားတယ် manager ရယ်ဆိုလို့ရှိရင်တော့ rework ရမယ်။စက္ကလာပိုင်း၁၄ရက်နေရမယ်လို့ပြောထားပါတယ်။အဲဆိုရင်ဘယ်လိုလုပ်ရလဲဆိုတော့ကိုကျွန်တော်ဆက်ပြီးတော့လုပ်ပြပေးတော့ပါမယ်။အဲ့ဆိုရင်ကျွန်တော်က follower AI ကတော့လုတ်ပြီးတော့ပြီလုတ်ပြီးတော့ဆိုတော့ဒီမှာနောက်ထပ်အစ်တစ်ခုဖြစ်တဲ့ ZKC campaign ရှိသေးတယ်ပေါ့နော်ဒီ ZKC campaign ကို join ပြပေးပါမယ် အဲလောက်မှဆိုလို့ရှိရင်တော့ကျွန်တော်မြားလေးကိုချက်နေလိုက်ပါအဲဒီမှာဒီမှာဒီမှာဆိုတော့ဒါပြီးတော့ပြီဆိုလို့ရှိရင်ဘူဝကတော့ဟောဘယ်လိုပြောမလဲဟို17လပိုင်း12ရက်နေ့ကိုရမှာပေါ့ဘူဝ distribution ရက်ကတော့ဒီမှာဒါဆိုရင်ကျွန်တော်မ join ရသေးဘူးဒါဆို join လို့ရတယ်ပရမဇုံ tax ဒီမှာကြည့်လိုက်ပါ2ဒီ binance square မှာဒီဥစ္စာကို follow ခိုင်းတာပေါ့ အအရင်လည်းမခတ်ပါဘူးဒီမြားလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ဆိုလို့ရှိရင်ဒီမှာကျွန်တော် follow လေးတစ်ချက်နှိပ်ခဲ့လိုက်ပြင်ပြန်ထွက်လိုက်ဒါဆိုရင်ဒီမှာအမှန်ရှိလေးဖြတ်သွားပြီအဲ့ဆိုရပြီပေါ့နော်နောက် task 2ကတော့ဒီ Twitter မှာပေါ့နော် Twitter မှာကျွန်တော်တို့ကဟိုကလုတ်ခိုင်းတာ follow လုတ်ခိုင်းတာအဲ့ဆိုရင်ဒီဘက်မြားလေးတစ်ချက်နှိပ်လိုက်အဲ ီ Binance account ကိုကိုယ့်ရဲ့ A account နဲ့ connect လုပ်ထားမှရမယ်ပေါ့နော်မရရင်တော့မရဒီလိုမျိုးကြီးဆိုလို့ရှိရင်ကျွန်တော်ကမသွားအောင်ဖြစ်နေအဲဆိုရင် VPN လေးခဏခံပေးလိုက်ပါဒီမှာကျွန်တော် VPN ခဏခံပေးလိုက်နော် VPN လေးခဏခံပေးလိုက်ပါ။အဲ့ဒါဆိုရင်ဆက်လုပ်ပြရမယ်။ VPN ခဏခံပေးလိုက် အဲဒါဆိုရင်ရပြီဒီမှာ follow နှိပ်ခဲ့လိုက်ပါတော့အဲ Binance နဲ့ Ace နဲ့ connect လုပ်ထားမှရမှာပေါ့နော် connect မလုပ်ခိုင်းတော့ဒီလိုမျိုးအဆင်ပြေမှာမဟုတ်ပါဘူးအပြင်ကျွန်တော်ပြန်ထွက်လိုက်ပါခဏဆောင်ပါတော့ဒီမှာအမှန်ချစ်လေးပြသွားပြီအဲဆိုရင်ကျွန်တော် Ace ကို follow လုပ်သွားပြီပြင် test tree test tree ကိုဘယ်လိုလုပ်မလဲဆိုတော့နောက်ကစလုံးရင်တရားပိုင်းဟာနဲ့လောက်ရမှာပေါ့နော်ဒီမှာသူက mention ခိုင်းတယ် boundless boundless network လား အဲ့လိုခေါင်ပေါ့နော်ဒီမှာ mention ခိုင်းတယ်ပြီးရင် hashtag ခိုင်းခိုင်းတယ်သူပြောတဲ့ balance နဲ့ပြီးရင်တော့ကျွန်တော် dollar sign set ကြည့်စီအဲ့ဒါပါထည့်ခိုင်းတာပေါ့နော်အဲ့လိုမျိုးလေးထည့်ပြီးတော့စလုံးရင်အလုံးတွေကရေးပြီးတော့ post တင်လိုက်အဲ့ဆိုလို့ရှိရင်ဒီ task ကပြီးရယ်ပေါ့နော်အဲ့ဆိုရင်ဘယ်လိုမှဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့သူ mention ခိုင်းတဲ့ဟာလေးကိုရေးလိုက် balance ပြီးရင်ကျွန်တော်က hashtag နဲ့အဲ two and two. Follows. B. Dollar sign. Sassy key. sorry ဒီမှာပါ can you go back hey ဘယ်လိုလဲ။ဟုတ်ပါရဲ့။အဲ့ဒါနဲ့။ Okay, ဆွေးရပါဦးမနော်။အဲဒါဆိုရင်ကျွန်တော်တို့က test 3ကပြီးသွားပြီမနော်။ပြီးရင်တော့နံပါတ်4ကိုကြည့်လိုက်။ သူခိုင်းတာကဒီ ZKC ကို USDC နဲ့လောက်အောင်ပါဘောနော် USDD နဲ့ဆိုရင်မရအောင်အဲ့ဒါကိုကျွန်တော်ကဟိုကလောက်ခိုင်းတာဗာလဲ spot မှာ10ဒေါ်လာဘူးထွက်ရထွက်ခိုင်းတာဗောနော်ပြီးရင်နောက်ထပ်နံပါတ်5ကကြတော့ဒီ future မှာ10ဒေါ်လာဘူးထွက်ခိုင်းတယ်နံပါတ်6ကကြတော့ combat လောက်ခိုင်းတယ်ဒါပါပဲဒီဘောလုံး10ဒေါ်လာစီလောက်ခိုင်းဆိုတော့နံပါတ်၄ test ကိုလုပ်မှာဆိုလို့ရှင်မြားလေးတစ်ချက်နှိပ်လိုက်။ sorry မြားတစ်ချက်နှိပ်ရမယ်။ဒီဘက်မြားလေးရှိရအဲ့ဒါကိုတစ်ချက်နှိပ်လိုက် ဒီမှာ USDC နဲ့မှရမှာနော် USDC နဲ့ဆိုမရအောင် provide နှိပ်လိုက်ပါဒီမှာ limit ဖြစ်နေရဲ့မြန်ကျင်လဲဆိုရှင် market နဲ့ရှာပါ market ပြောင်းလိုက်ပြောင်းရင်ကျွန်တော်က10ဒေါ်လာဘူးဆိုတော့10အဲ့တော့မဟုတ်ဘဲနဲ့5ဒေါ်လာရှိရဆိုလို့ရှိရင်5ဒေါ်လာနှစ်ခါဆိုလည်းရပါတယ်။10ဒေါ်လာလုပ်လိုက်မယ်။10ဒေါ်လာလောက်တာပို့ပြီးအဆင်ပြေမယ်ထင်ပါတယ်။ Fine ။ပြီးရင်တော့10 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 အဲ့လိုမျိုးလေးလုပ်လိုက်ပါတော့အားဆူရပြီရပြီပြီးရင် test တွေကိုပြန်ဝင်ကြည့်လို့ရတယ်လဲပြန်သွား test ပြီးလာမပြီးလာပြန်စစ်မယ်ပေါ့နော်အဒီလေးပြန်ဝင်လိုက်အားဆူရဒီမှာရသွားပြီပေါ့နော်ပြီးရင်ဒီမှာ future မှာ future မှာ နံပါတ်5ကိုကြည့်လိုက်ဖြူရှာမှာတော့10ဒေါ်လာကိုထွက်ရမယ်ဇက်ကြီးစီကိုအဲဆိုရင်ခုမှာဒေါ်လာဒေါ်လာပဲရှိရဆိုရင်ရရနော်မန်လောင်းဝင်မလားရှော့ဝင်မလားဒီမှာဒေါ်လာကို leverage leverage စေစားစေစားဖြစ်စေနဲ့စေဖြစ်စေမစေစားဆိုရပါဘူးစေစားပဲလုပ်လိုက်ပါနော်အဲဆိုရင်စေစားထားလိုက်အဲဆိုရ71ဆိုရင်ပို့ပါမယ် လဲ break ထားလိုက်ထားပြီးတော့ solution တို့ကတက်မလားကြာမလားဆိုတော့ဒီမှာခဏလေးပဲ order ဝင်မယ်ဆိုရင်ရတယ်အဲ့ဆိုရင်ဆွဲလိုက်နော်ပြန် try တန်တန်ပေးလိုက်နော်ဖီးလေးတော့ဖီးရတော့ပေးရမှာပေါ့နော်ကိုကအမြန်လောက်တာဆိုတော့အဲ့ပြန်တော့ test on လားမ on လားပြန်သွားကြည့်မယ် ိတ်တာပက်တယ်ကိုပြန်ဝင်လိုက်ပါတော့ပြင်ကြီးတဲ့ကိုပြန်ဝင်လိုက်โอเคဒါဆိုရပါပြီဒီမှာခါကြတော့ဒီမှာကျွန်တော် compare လောက်ရမယ် USDC နဲ့ပယ်ရမယ်เนาะ USDT USDT နဲ့ဆိုမရအောင်ဒီမှာ map အကုန်လုံးပေါ့เนาะအကုန်လုံးလောက်လိုက် comprar ညပြီဒီလိုဆိုရသွားပြီဒါတော့ကျွန်တော်ပြန်ရှိမ်းမယ်음ဒါဆိုပြန်ရသွားတော့เนาะအဲခဏတော့စောင့်ပြီးပါပြန်ထွက်မယ်ပြန်ဝင်မယ် ဘာလို့မရလဲလောက်ပြီးသွားပြီဩရပြီမရပြီတော့မရတော့ပါဘီအဲ့လိုပဲလောက်ရပါတော့ကျန်တဲ့ရှားကမ်ပိန်းတွေအကုန်လုံးလဲဒီဒီနီးတိုင်းလေးပဲလောက်သွားတာဘာမှမခက်ပါဘူးအဓိကခက်မှာဆိုလို့ရှင်ဒီအဲ binance account နဲ့ a account ကိုခုနလောက်တဲ့အခါမှာပဲခက်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ VPN ခံပေးရတယ်အကောက် wish ပါညာချင်းတော့မပြောတတ်ဘူး ကျွန်တော်တို့အဲ့လို VPN ခံပြီးတော့ပဲလုတ်လိုက်တာမထီဘူးပေါ့နော်ဘယ်နှစ်ထီမလဲတော့မသိဘူးဒါဆိုရင် test တွေအကုန်လုံးပြီးသွားပြီ၆ခုလုံးပြီးသွားပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က Wi-Fi ရမယ့်နေ့ကိုထိုင်ဆောင်နေရုံပဲဘာမှမလုပ်စရာမလိုတော့ဘူး Wi-Fi ရမှာကဒီမှာကြည်လိုက်သူပြောတာကဒီမှာဟိုဗါလဲ7လပိုင်း7ရက်နေ့ကို Wi-Fi ပေးမယ်လို့ပြောထားတယ်အဲလုတ်တဲ့သူကကြတော့ခု10000တောင်းတောင်းဝဲတော်ရှိရပေါ့နော်အဲ့ဆိုပြီးသွားပြီပေါ့နော်ဒီမှာ ဘလူးရှိမယ်အိုပိုင်ရှိမယ်ဆိုမီရှိမယ်လွတ်လွတ်ရရပေါ့နော်ဒီမှာအများကြီးပဲရှိသေးတယ်အဲအဲ့ဒါတွေကိုခူးလုတ်ပြတဲ့နေ့အတိုင်းပဲလုတ်သွားလိုက်အဲ့ဒါဆိုရပြီအဲ့လောက်ဆိုရမယ်ထင်ပါတယ်ကျေးဇူးပါ